ာကြောင့်တွင်ကျဲဆုံးဇာလောကမှာသုံးရကြသလဲဆိုတော့သူကဆုံမှုပြောကိုအတိကထားပြီးပံပိုးရတဲ့နှဲဖြစ်တယ်။မန္တလေးမှာသူအမှုပညာအလွန်ထွန်းကားတဲ့မြို့ကိုနှဲဆရာတွေနှဲကုန်။ဆိုင်းတဆိုင်းရဲ့အင်္ဂါရထဲမှာ နှဲပါတယ်ဆိုရုံမရှိတော့ဘူး။ စင်းတက်ပေါ့ဒိုရမီပါအပြန်လှန်ပေါ့အမှန်ကတော့ဒီပလုံးနဲ့ကအသံတသံရဖို့ကဒီနှဲ့ရက်နေယူတာပါနော်ဒါကတော့အသံရဲ့သဘောပေါ့ဒီကနေပြီးတော့မှယူတာပါ ရောက်လာကြပြီလားဟင်ရောက်လာပြီဟင်ဟလာဒီလုံတိုက်နေတဲ့ကွက်တီပဲမင်းတို့မေးကျင်လာမေးပြီတော့ဟုတ်ကဲ့ပါရပြီလားဘာကဲသွားမယ်ဟိတ်အရာညီလေးတို့အဖေနဲ့မိတ်ဆက်ပေးမယ်နော်ကျလာငါတို့လာကြလာကြလာကြကျွန်တော်တော့ဆိုင်းဆရာလေးမန်လေးဝိုင်းပို့ပါဒါကတော့ကျွန်တော်ရဲ့အဖေဒါဦးမြတ်တင်လို့ခေါ်ပါတယ် နေပညာရှင်ပေါ့ဒါမိတ်ဆက်ပေးရဒါညီကိုသုံးယောက်ရှိတယ်ကျွန်တော်ကအကြီးဆုံးဝိုင်းဘူးဒါကကိုနေစော်လို့ခေါ်တယ်ဟာလာပြီးတော့အငယ်ထုလက်ဆိုတာဆိုင်းဆရာတယောက်ရှိပါတယ်ဒါကျွန်တော်တို့ဆိုင်းမျိုးရိုးပါပဲခုမှဧည့်သည်လာတဲ့အမေတချင်းလာချပေးတဲ့ဆရာကဗျာတို့ကဗျာတို့လို့ခေါ်တယ်နေပညာနဲ့ပတ်သက်တာလေးတွေညီလေးသိချင်တာလေးတွေမေးလို့ရတယ်အခုတော့ခွင့်ပြုဒီနေ့အတန်သွင်းလေးနည်းနည်းချိန်ထားရလေးရှိလို့ပါကဲအမေပညာလေးတွေဖြန့်ခဲ့ပါအောင်နော် ောင်းနာမည်ကဥမြတ်တင်လို့ခေါ်ပါတယ်မန္လေးစိန်တောင်းမန္လေးသိန်းအောင်မန္လေးတင်လွင်တို့နဲ့မန္လေးစိန်တင်လွင်တို့နဲ့ကျွန်တော်နှစ်ပေါင်းအများကြီးလောက်ခဲ့ပါတယ်တချို့တော်တော်များများလည်းဆိုင်းနေလည်းလောက်ခဲ့ပါတယ်အဲ့တော့နှဲဒူရီယာကိုဘယ်ကနေစပြီးတော့ပေါ်တယ်လဲဆိုတဲ့အဖြေကလေအဲ့ဒီအဖြေကဂုဏိတက္ကရနဲ့ပြောဖို့နည်းနည်းခက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကဟိုရှေးပဝေသနီကလို့ပဲပြောရမှာပေါ့နော်နော်ဂုဏိတက္ကရနဲ့ပြောဖို့ဆိုတာကြတော့ဆရာဆရာကြီးတွေလက်ထက်ကလည်း ဒီစကလုံးမျိုးဒီအဖြေမျိုးလောက်ပဲကျွန်တော်တို့ကရခဲ့တယ်ပေါ့နော်ကျွန်တော်တို့လက်စကန်တပည့်သားမြည်တွေကဒီလောက်ပဲရခဲ့တယ်နှဲပလွေကိုဘယ်ကနေစပြီးတော့သုံးခဲ့ကြသလဲဆိုလို့ရှိရင်အိန္ဒိယတို့အီရန်တို့အီဂျစ်တို့အိဖရီလာတဲ့နော်အိဖရီလာတဲ့ဆီးရီးယားတဲ့ဘဘီလိုနီးယားတဲ့စတဲ့အနောက်နိုင်ငံတွေကနေစသုံးတယ်ပေါ့ဒီနှဲဒူရီယာပလွေဒူရီယာကိုအဲ့ဒီအနောက်နိုင်ငံတွေနေစသုံးရင်းနဲ့မှနောက်တရုတ်ပြည်ဘက်ကိုရောက်လာတယ်တရုတ်ပြည်ဘက်ကို ရောက်လာတဲ့အခါကျမှမြန်မာတွေကပုံတူကူးပြီးတော့လောက်ကြတယ်ပေါ့နော်နှဲဆိုတဲ့အစုံနှုံးက6မျိုးရှိတယ်နှဲကြီးနှဲလက်နှဲလေးဝန်သာနုတန်ချက်တန်ခတ်ဆိုပြီးတော့ဒီလိုရှိတယ်ဒီလိုရှိတဲ့အခါကျတော့အခုခေတ်သုံးညအခုခေတ်သုံးညတာကတော့အဲလေးချောင်းပိတ်သမ်းမှနှဲကလေးလို့ခေါ်တာပေါ့နှဲကလေးလို့ခေါ်တဲ့အခုခေတ်လေးချောင်းပိတ်လက်လေးချောင်းပိတ်သမ်းမှတန်တီးတံကိုအခုခေတ်ကတော့အများဆုံးသုံးရပါတယ် အများဆုံးသုံးကြတယ်အဋ္ဌိထမပါဆိုအဋ္ဌိထမဆိုဘာရှိလဲဆိုတော့သံလတ်တန်လို့ခေါ်တယ်သုံးချောင်းပိတ်သံမှန်ပေါ့လက်သုံးချောင်းပိတ်သံမှန်ကိုသံလတ်တန်လို့ခေါ်တယ်နောက်တကသံချက်တန်နဲ့ငါးချောင်းပိတ်သံမှန်ဒါနှဲလုံးအဲသူခိနဲ့ဆရာကြီးတွေခိကနေသုံးသုံးလာလိုက်တဲ့အစင်ပွားနေနှဲတွေပေါ့နော်အဲ့ဒီတခါကျတော့နောက်တကသံကတ်တန်ဆိုတာရှိသေးတယ်သံကတ်တန်နဲ့သူကကျတော့လက်၆ချောင်းပိတ်မှသံမှန် တမ်းမှန်ကိုသာလျင်လက်ပေါက်တွေရွှေ့ရွှေ့သားတာကိုအမိနာမတွေပြောင်းသွားတဲ့သဘောပေါ့နှလုံးနေမှာလေအဲ့ဒီလိုသဘောရှိတယ်နောက်တစ်ခါဒီပစ္စည်းတွေကိုဒီဒူးတွေရတွေကိုဘယ်လိုပုံကိုကြီးတွေကစပြီးတော့သုံးခဲ့ကြသလဲဆိုတော့ဥဇေယတို့ဥတီလုံးတို့ဥသာကျင်းတို့ဇေယညွန့်နဲ့ဆရာကြီးဝိဇာညွန့်ခေါ်ဇေယညွန့်ဒီလိုဆရာဆရာကြီးတွေကနေပြီးတော့သုံးခဲ့တဲ့ပြင်ဥထီအောင်တို့ဥချစ်ဖေးတို့ ဦးမြမောင်တို့ပေါ့ဒီပုံကိုကြီးတွေကနေစသုံးရင်းနဲ့မှာကျွန်တော်တို့မြန်မာနိုင်ငံကိုနှဲကအဲတွင်းတွင်းကြဲကြဲသုံးခဲ့ကြတယ်ပေါ့နော်ဒီတိုင်းမဟုတ်အဲ့ဒီလက်ပေါက်တွေလေလေတွေငိမ့်သွားပြီလက်ပေါက်တွေဆင်းသွားပြီဆိုတော့နေရာကြမှာအဲ့ဒီတဲ့တဆင့်ကျော်ပြီးတော့မှာ နှလုံးစင်ဖြစ်သွားဒီပုံစံမျိုးလေးတွေပေါ့ပလွေဆိုတဲ့ဒုတိယကတော့ကနဦးဆုံးပေါ်ခဲ့တာပေါ့နော်ပလွေဆိုတဲ့နေရာမှာလဲကြောပလွေခင်ပလွေဆိုတာရှိတယ်ခင်ပလွေကတော့ကျွန်တော်တို့မြန်မာပြည်မှာရောက်မှထွင်တဲ့ပစ္စည်းပဲတရုတ်ပြည်ဘက်ကနေမြန်မာဘက်ကိုကူလာမှခင်ပလွေဆိုတော့ခင်ပလွေဆိုတာဘာလဲဆိုရင်သူကဒီလိုမျိုးဖြုတ်လိုက်လို့ရှိရင်ဒီထဲမှာအခင်လေးပါတယ်အခင်လေးပါတယ်ဒီ အခင်မပါဘဲနဲ့ဒီပေါက်ကဒီမှာထားတယ်ဆိုသူကကြော်ပလွေဖြစ်သွားပြီနှဲတလုံးဖြစ်ဖို့ပါဝင်တဲ့ပစ္စည်းတွေကသူက6မျိုးလောက်ရှိတယ်နှဲတလက်ဖြစ်ဖို့ပါဝင်ပစ္စည်းတွေပေါ့နော်ပါဝင်ပစ္စည်းတွေပြောရမယ်ဆိုသူအခန်းကဏ္ဍတွေကဥပမာဆိုလို့ရှိရင်ဒါဆိုရင်ဟမ်နှဲကင်ဆိုဟုတ်တယ်ဒါဆိုနှဲတလက်ဖြစ်သွားပြီပေါ့နော်အဲ့တော့နှဲကင်သဖို့နောက်တစ်ခါနှဲကင်သဖို့တခြင်းနံပေါ့ တကျင်းနံနောက်တကနှဲလုံးလို့လဲခေါ်တယ်နှဲယိုးလို့လဲခေါ်တယ်နောက်နှဲချီပပွားသူကဒီလိုအင်္ကာရတ်ကြီး6မျိုးပေါင်းစပ်မှာနှဲတလက်ကဲလို့ဖြစ်ကြတာကိုနှဲကြီးအသံကိုယူပြီးတော့မှဒီအသံတွေကဖြစ်ပေါ်တာပေါ့အဲ့ဒီအတန်းစဉ်ခုနှစ်ပါးကိုယူပြီးတော့မှ ီသေးတဲ့ပစ္စဒပညာတွေကဖြစ်တာပါအဲ့တော့ပြောချင်တာကတော့ဒီပလုံးတွေအတန်ယူသွားတာကနှဲ့ရဲ့အတန်ကိုမူတည်ပြီးယူသွားတာပေါ့အဲ့တော့ကျွန်တော်တို့ဆိုလို့ရှိရင်ဟိုတုန်းကဆရာဆရာကြီးတွေနဲ့နေခဲ့ထိုင်ခဲ့စဉ်ခါကဝိုင်းနဲ့ပစ္စဒတက်မယ်ဆိုနှဲ့ဆန်းခိုင်းတယ်နှဲ့ဆန်းခိုင်းတယ်ဒီဘက်ခိတ်မှာဆိုတော့ជីမောင်းတို့ជីမောင်းနေတီးကြတာပေါ့ជីမောင်းနေတို့ပြီးဝိုင်းနဲ့မှာပစ္စဒတက်တဲ့ဆိုင်းဆရာက ပတ်စားတက်နေတယ်ဆိုကြီးမောင်းလေးတွေနဲ့အသံပြကြတယ်အမှန်ကတော့ဒီပလုံးနဲ့ကအသံတသံရဖို့ကဒီနှဲ့ရက်နေယူတာပါနော်ဒါကတော့အသံရဲ့သဘောပေါ့အဲဒီကနေပြီးတော့မှယူတာအစင်းတက်ပေါ့ဒိုရမီပါအပြန်လှန်ပေါ့အဲ့ဒီအဲ့ဒီအဲ့ဒီနီးလေးတွေလည်းရှိပါတယ် နှဲ့မှာအတွင်အကျယ်ဆုံးသုံးနေတာတော့ဇတ်ဝင်ပေါ့ဇလောကပေါ့အဲ့တော့ဇလောကကနှဲ့ကိုအတွင်အကျယ်ဆုံးသုံးခဲ့တဲ့နေရာမှာဘာကြောင့်အတွင်အကျယ်ဆုံးဇလောကမှာသုံးခဲ့ကြသလဲဆိုတော့သူကဆုံမှုပြောကို အတိကထားပြီးပံပိုးရတဲ့နှဲ့ဖြစ်တယ်ဒါရင်မဲလားဆိုတော့နှဲ့ကယူတာစိုက်တာဟိုက်တာမဲ့တာတွဲ့တာနှဲ့မှာရှိတယ်နော်နှဲ့မှာရှိတယ်ဟာလာကြီးတို့မောင်းတို့ဆိုင်းဝိုင်းတို့ဆိုတာကပစ္စရပညာဖြစ်သည့်အတွက်သူက အဆူဟန်ကိုမပါနိုင်ဘူး။တန်ရောက်တန်ကြပဲတီးပေးနိုင်တယ်။နှဲမှာတော့အဆူသွားတယ်လို့သွားလို့ရတယ်။ဒါကြောင့်မလို့နှဲကအဓိကကြတယ်လို့အဲဇတ်ဇတ်ပင်သမိုင်းမှာလည်းဒီလိုအသုံးနာမျိုးတွေရှိခဲ့ပဲ။မှတ်ခဲ့ဘူးတယ်ပေါ့နော်။ကျွန်တော်တို့ဗလာဆိုင်မှာကြတော့ဆိုင်းဆရာနဲ့နှဲဆရာဆိုရင်ပတ်တလုံးနှဲတော့ပေါ့။အဲထတ်တူထတ်မြတီးနိုင်မှုမနိုင်မှသာလင်းအဲတန်းတူညီမြအသံထွက်တာကိုခုနကပြောတဲ့အဲစုံကိုပြောမှကြတော့နှဲကအဓိကကြတယ်။ ဆိုင်မှာတော့ဒီလိုပဲတီလုံးတိုက်တီးကြတာဟုတ်ဗျခုခေတ်ကတော့များသောအားဖြင့်ပေါ့နော်အဲ့တော့ဒီခေတ်ကတော့အဲအဲ့ဒါလောက်နှဲကိုတိတ်အေးမပေးကြတော့ပါဘူးဒါလည်းပြောရတာပေါ့နော်နှဲကိုတိတ်ပြီးတော့အေးမပေးကြတော့ခေတ်ကြတော့တီလုံးတိုက်တီးနေကြတာဆိုတော့ဆိုင်းတဆိုင်းရဲ့အင်္ဂါရထဲမှာနှဲပါတယ်ဆိုယုံမရှိတော့တယ် ကရိုးတို့သိရာတို့ဆိုရင်မိုးရွှင်းဆိုရင်အတန်တမျိုးပြောင်းတယ်။နွေရာသီဆိုအတန်တမျိုးပြောင်းတယ်ပေါ့။အဲပြောချင်တာကတော့ဒီရှားသားဟာကတော့သူကနွေမိုးဆောင်ရာသီတန်ခံလို့မို့ဒီရှားသားကိုပဲအများဆုံးသုံးရပါလေ။အဲအခုခေတ်လည်းပဲအဲတော်တော်များများကတော့ရှားသားပဲသုံးရပါလေ။အဲဒါကတော့နှယ်လုံးဖောက်တဲ့သဘောပေါ့နော်။ကျွန်တော်ရှိမှလည်းပဲတချို့အဖောက်ပြီးသားလေးတွေရှိသလိုအဲသူတို့မှားတဲ့ပုံစံမျိုးလေးတွေဖြစ်အောင်လည်းကျွန်တော်လုပ်ပေးပါတယ်ဗျ။အခု ဆိုလို့ရှိရင်ဒီလိုနှဲလေးဆိုလို့ရှိရင်သူကတသိန်း2000ရောင်းတယ်ဗျဒါကကျွန်တော်ရောင်းတာမဟုတ်ဘူးเนาะတန်စတန်ဘူးကိုပြောတာအဲကျွန်တော်ကဟိုနှဲလုံးဖောက်ရောင်းတဲ့လူတော့မဟုတ်ဘူးမြန်နိုးလို့လောက်တာအဲ့တော့သိန်း2000ရှိတယ်ဒီကောက်ဒီလိုနှဲကြီးတန်နေဆိုရင်သိန်း8000လောက်ရှိတယ်ဟုတ်ကဲ့ဒီလိုနှဲနှဲရိုးတင်ပေါ့နှဲရိုးတင်ပေါ့နှဲပညာကိုသင်ယူလေ့လာစီးပူးခြင်းနဲ့နောင်လာနောက်သားလူငယ်လေးတွေကတော်တော်ရှားပါးသွားတယ် တော်တော်ရှားပါသွားတဲ့အပြင်တော်တော်နှဲပါသွားပြီဒီအပေါ်မှာပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့အဲတချို့လည်းပဲပညာထက်ငွေမက်ကြတာဟုတ်ပြငွေမက်ကြတာဒါလည်းအပြစ်မဟုတ်ပါဘူးစာဝန်နေရေးသူဝန်စာသူမှသိမှာပေါ့သူတော်လည်းပဲအဲဒီပညာတွေကိုသင်ယူလေးသင်ယူလေးလာမှုအာနေအာနေသွားသည့်အတက်ကျွန်တော်တို့မန္တလေးမှာဆိုအမှုပညာအလွန်ထွန်းကားတဲ့မြို့ကိုနှဲ့ဆရာတွေနှဲကုန်ပြီ နေကုန်ပြီနေကုန်ပြီဆိုတော့သင်ယူကြပါလေ့လာကြပါစီးပူးကြပါကျွန်တော်တို့အဲမြမအမှုပညာဟာဖြင့်ဘယ်သောဘယ်ခါမှမတိမ်ခေါ်တဲ့ပညာလို့ပြောကြပါတယ်ကျွန်တော်တို့ဆိုင်းတို့ဆန်းတို့ဆိုတာတွေကဆေးတို့ဆိုတာတွေကဘယ်တော့မှပြပပြောက်မသွားတဲ့ပစ္စည်းတွေလို့ကျွန်တော်တို့ကြားဘူးတယ်အဲ့တော့ဆိုင်းတို့ဆန်းတို့ဆီးတို့ဆိုတဲ့ဟာတွေပေါ့အဲ့တော့ဒါတွေကကျွန်တော်တို့ဘယ်တော့မှပြောက်ပြက်မသွားပါဘူးဆက်လက်ပြီးတော့အဲထိမ့်သိမ့်ကြပါ သိယူကြပါလေ့လာကြပါပေါ့ဗျာဟုတ်ကဲ့